မန်နျူရယ်ဆိုရင်ဥမာ lighting တို့ဒီထက်ပို့ပြီးတော့ကျွန်တော်တို့ကမြင့်ပေးလိုက်လို့ရတယ်ဟုတ်ကဲ့မြင့်ပါ යි ဟုတ်ကဲ့တကယ်လို့ညညနေပိုင်းရအောင်သူနေဝင်သွားမယ်နေဝင်သွားမယ်ဆိုလည်းသူကတဖြည်းဖြည်းနဲ့ color လေးတွေကမှိန်သွားမှာပေါ့နော်အဲပင်လယ်ကအတိုင်းကိုကျွန်တော်တို့ကဖန်ပြီးပေးရမယ်ပင်လယ်မှာ line တွေရှိမယ်ကနာကြောက်ခတ်တွေရှိမယ်နေတွေရှိမယ်အဲ့တော့ဒီ lighting တွေကလည်းအဲပြောရရင်ရိုးရိုး lighting တွေမဟုတ်ဘူးပြသူတို့မှ ray တွေပါတယ် spectrum တွေကလေဒီ အပင်ဒီမှာအစာချလို့ရလို့တဲ့အဆင်ဖြစ်အောင်ဒီ lighting company တွေကနေသူတို့တွေကအထူးပြုလုပ်ထားတာပေါ့နော် ဒီအားတော့ငားပေပါဗျသူရဲ့မှန်ကြီးလင်းလုံးကအမြင့်ဆုံးပဲပေါ့ဟုတ်ပုံမှန်ဆိုရင်တော့ ultra clear ပဲရှိတယ်ဒီကောင်က extra ultra clear တန်ပါဗျအဲ့တော့ application တွေရှိတယ်ဗျဥမာကျွန်တော်ဒီမှာ manual ပေါ့နော် manual ဆိုရင်ဥမာ lighting တို့ဒီတက်ပို့ပြီးတော့ကျွန်တော်တို့ကမြင်ပေးလိုက်လို့ရတယ်မြင်သွားပြီမြင်သွားပြီဟုတ်ကဲ့တကယ်လို့ညနေပိုင်းရောက်အောင်သူနေဝင်သွားမယ် ေဝင်သွားမယ်ဆိုလဲသူကတဖြည်းဖြည်းနဲ့ကာလာလေးတွေကမှိန်သွားမှာပေါ့နော်ဟုတ်မှိန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 ်သွားပြီးတော့သူကတော့ညကြရင်တော့သူကမွန်းလိုက်ပေါ့အမွန်းလိုက်ဟုတ်ကဲ့အဲညကြရင်တော့အပြာလေးဖြစ်သွားအပြာလေးဖြစ်သွားဒါကြောင့်တော့အချိန်ပိုင်းနဲ့ကိုဒီက manage ကအများတိုင်းလုပ်တော့မလုပ်စင်အောင်မလို့သူ့အထဲမှာကျွန်တော်တို့ setting နေပေးထားပြီးသားတော်များများကဒီရေငန်မွေးတယ်ဆိုတော့ကသူတို့ကဒီတဏ္ဍာကြောက်ခတ်လေးတွေကိုငြင်းငြင်းကြတာပေါ့နော် ဒီအပင်လေးတွေလှုပ်ရှားတက်ဝင်တဲ့ဟာလေးတွေကိုတို့ရောသဘောကြတော့အဲရေငန်မွေးကြတယ်ပြီးတော့ရေငန်ငါးလေးတွေရဲ့သဘာဝကလည်း color လေးတွေက bright ဖြစ်တော့ပိုပြီးဆွဲဆောင်မှုရှိတာပေါ့နော်ပြီးတော့ဒီလို니မိုကားတွေကဇက်ဆောင်လေးတွေ니မိုလေးတွေပါလေးကြတော့ကလေးလေးတွေကပို့ပြီးတော့ဝါနာပါရတယ်တချို့ចောင်းလေးတွေမှာရှိတဲ့တငယ်ချင်း group light ကိုမွေးကြတာဗျအဲ့တော့တို့ကဘာအကျိုးကျေးဇူးရလဲဆိုတော့ဒီတန်လာကြောက်ခတ်တွေဒီပင်လယ်ကြီးကို ဘလို့ထိမ့်သိမ်းဆောင်ရှောက်ရမယ်ဆိုတော့အသိစိတ်တွေကတို့အုံနောက်ထဲကိုဝင်သွားတာပေါ့နော်အဲဒီကျွန်တော်တို့ဒီကန်က၅ဘီကန်ဆိုဒီဟာဆိုတာလီတာ600လောက်ရှိတဲ့ filtration system ပေါ့အဲသူ့အောက်မှာကျွန်တော်တို့မှာဒီ filter system တွေရှိတယ်ဗျအဲဒီ filter system ရှိတယ်ပြီးတော့ဒီ coral လေးတွေရှင်သန်မှုကသူက temperature above 30 degree celsius ပေါ့ 30အထက်ကျော်သွားရင်လည်းဒီအပင်တွေကသေသွားပျော်သွားပြီးတော့အဲ့တော့ကျွန်တော်တို့အောက်မှာဒီ chiller ဆိုတဲ့ system တွေထားရတယ်ရေကိုအေးအောင်လုပ်တဲ့ set တွေပြီးတော့ရင်ဒီ protein skimmer ဆိုတဲ့အငြိကျေးစုပ်တဲ့ set တွေပေါ့နော်အဲဒီကတော့ဆိုကျွန်တော်တို့ဆိုဒါနှစ်ချောင်းပဲထားတာပုံမှန်အားဖြင့်တော့အဲပင်လယ်ဟာအတိုင်းကိုကျွန်တော်တို့ကဖန်တီးပေးရမယ်ပင်လယ်မှာလှိုင်းနေရှိမယ် ကန္နာကြောက်ခတ်တွေရှိမယ်နေတွေရှိမယ်အဲ့တော့ဒီ lighting တွေကလည်းအဲပြောရရင်ရိုးရိုး lighting တွေမဟုတ်ဘူးပြသူတို့မှာ ray တွေပါတယ် spectrum တွေကလေဒီအပင်တွေမှာ အစာချက်လို့ရလို့တဲ့အဆင်ဖြစ်အောင်ဒီ lighting company တွေကနေသူတို့တွေကအထူးပြုလုပ်ထားတာပေါ့နော်အဲဆောရကျွန်တော်တို့ပထမပြတဲ့ကံကြတော့ဘီကနာ level တွေ entry level တွေကအဲ့လိုလှုပ်တာလေးတွေကိုသဘောကျဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့တို့ကထိန်းသိမ်းဆောက်ရှောက်ရတာနည်းနည်းပို့ပြီးတော့လွယ်တယ်စမွေးရဲ့လူဆိုရင်ကျွန်တော်တို့ကအဲ့ဒါလေးတွေကိုညွှန်ပေးတယ်မွေးမွေးနဲ့တို့ကပို့ပြီးတော့အသွေးကြုံရလာတဲ့အခါကျတော့တို့ကဒီလိုမျိုး tank ပေါ့ SPS tank လို့ခေါ်တာပေါ့တို့ကအထဲမှာရှိတဲ့ coral လေးတွေ hard coral ပေါ့တို့ကအမာလေးတွေအဲ့ဒါလေးတွေကိုတို့ကမွေးမြူကြတယ်ဒီမှာကျတော့တို့ကရေထဲမှာရှိတဲ့ parameter တွေကအစား အပြောရရင် alkalinity calcium magnesium nitrate ammonia အလဲပဲတွေအစသူကတိတိကျကျရှိရအဲကြောင့်မှသူတို့ကရှင်သန်တာဗောနော် filtration system အစသူကအများကြီးပဲဗောနော်အဲဒီထဲမှာဆိုရင်ကျွန်တော်တို့ဒါ dosing system နေ automatic ဗောနော် program ပေးထားရတယ်1မိနစ်ကိုဘယ်လောက်ထည့်မယ်ပြုမယ် အာဒီကယ်လ်ဆီယမ်ရီအက်တာတွေရှိမယ်ဒိုးစင်းတွေရှိမယ်အဲ့အရာတွေကိုကျွန်တော်တို့ကပရိုဂရမ်ပေးပြီးတော့သူတို့ကိုထည့်ပေးနေရတာပေါ့နော်ဒီဘက်မှာအစဟိုဘက်ထက်သူကစက်တွေကပို့ပြီးတော့များလာတယ်ဟုတ်ကဲ့ဒီကော advanced level ပေါ့ professional level တွေကဒီလိုအပင်တွေမွေးမယ်ဆိုတော့စက်တွေကပို့ပြီးတော့လိုလာတဲ့သဘောပေါ့ဒီကန်လောက်ဆိုရင်ကျွန်တော်တို့ဒီကန်နဲ့၃နဲ့ပစ္စည်းဈေးရိတ်တင်400ကျော်လောက်ရှိတယ်ဟုတ်ဟုတ် ဒီကောင်ကြတော့ဒါပနာโซလာတန်လို့ခေါ်တာပေါ့။ तू ကနှစ်ဖက်မြင်ပေါ့။ Corel short နိုင်နေများ short ထားတော့သူ့ရဲ့ကုံကြစိတ်ကနည်းနည်း short လို့ရတာပေါ့နော်။အပင်လေအနီလာတဲ့90ဆိုတော့ပုံမှန်အဖြစ်တော့ကျွန်တော်တို့ကြွေးတဲ့အစာကိုမစားမစားတဲ့အခါကျတော့ကျွန်တော်တို့ကတို့အစာ train လုပ်ပေးရတယ်အဲတချို့ ငါးတွေကြတော့လေသူတို့က quarantine tank လို့ခေါ်တော့ဗောဟုတ်ကဲ့ဟုတ်အဲသူတို့ပိုးတတ်တဲ့ကံဗောအဲအဲ့ထဲမှာသူတို့ဥမာနှစ်ပတ်တလားလောက်ထားပြီးပြီးမှသူတို့ကံထဲကိုရွှေ့တာဗောနော်ကံတွေရဲ့သဘောကလည်းတသန်း6လကြာလာတဲ့အခါကျမှအဲ့နောက်ပိုင်းကျမှပဲကံတွေက stable ဖြစ်လာတာသူတို့ကပင်လယ်ပေါ်မှာပေါက်တဲ့ဘက်တီးရီးယားမျိုးစုံက6လကျော်တနှစ်ကြာမှသူတို့ကအထဲထဲမှာစုံသွားတာဗောဘက်တီးရီးယားမျိုးကွဲတွေအဲ့ကျမှအဲငါးလေးတွေကိုထည့်တဲ့အခါ ုံးတန်းရောမသေးတော့ဘူးပေါ့နော်ကျွန်တော်တို့က guideline လေးတွေလည်းပေးပါတယ်။ဘင်္ဂါးလေးတွေကိုမွေးတင်တယ်၊ဘင်္ဂါးလေးတွေကိုမထဲတင်ဘူး။အဲ့ဒါမျိုးကအစကျွန်တော်တို့အကုန်လုံးအဲဆက်ကလီယာတွေကအစဘာလို့မျိုးတွေတုံးရမလဲ၊ဘာတွေကို maintenance လုပ်ရမလဲအဲ့ဒါတွေကိုကျွန်တော်တို့ပြောပေးတယ်။အဲတချို့ကြတော့လည်း အဲဒီကံကိုကျွန်တော်တို့အလှပဲထိုင်ကြည့်ကျင်တာကျွန်တော်တို့ဘာမှမလုပ်တတ်ဘူးလုပ်လည်းမလုပ်ချင်ဘူးဆိုရင်တော့ကျွန်တော်တို့ရှိမှာက service and maintenance အဖွဲ့ရှိတယ်။သူတို့ကအိမ်တွေကိုလိုက်ပြီးတော့တပတ်တစ်ခါတန်ရှင်းရေးလိုက်လုပ်ပေးတာပေါ့နော်။ပြီးရင်သူတို့ guideline လေးတွေပေးခဲ့တာပေါ့။ရင်းငံကိုစနစ်တကျမွေးခြင်းနဲ့ပြုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ Ocean Wonders ကိုဆက်သွယ်လို့ရပါတယ်။ကျွန်တော်တို့ဘက်ကအတတ်နိုင်ဆုံး knowledge and sharing လေးလုပ်ပေးပါတယ်။ အဲအိမ်နေရိုလဲကျွန်တော်တို့ငားကန်နေအလာမွေးငားကန်နေဆင်မဲရုံးကန်နေမှာဆင်နေဆိုလဲကျွန်တော်တို့က service and maintenance ကိုပါအာကျွန်တော်တို့တွဲပြီးတော့လုပ်ဆောင်ပေးပါတယ်ဗျာ